မင်္ဂလာပါရှင်။ M Tinker YouTube Channel ရဲ့နေ့စဉ်သတင်းတုံးသက်ချက်များအစီအစဉ်ခင်းနဲ့ပြန်လည်ကြိုဆိုလိုက်ပါရရှင်။ဟုတ်ကဲ့မင်္ဂလာပါခင်ဗျာ။ဒီနေ့2025ခုနှစ်ဒီဇင်ဘာလ6ရက်နေ့အတွက်နောက်ဆုံးရကဘာစစ်ရေးတုံးသက်ချက်တွေကိုနည်း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 ဆွေးနွေးသွားကြမှာပါ။ဟုတ်ပါတယ်။ဒီနေ့ကျွန်တော်တို့ကြည့်သွားမယ့်အကြောင်းအရာတွေကတော်တော်လေးရှုပ်ထွေးပြီးတော့အလွန်ပုံဆောင်လေးရှိနေပါတယ်။ယူကရိန်းစစ်မီးပင်းကနောက်ဆုံးအခြေအနေတွေ။အင်း ီးတော့ရုရှားနဲ့အိန္ဒိယကြားကတန်တမာရလှုပ်ရှားမှုတွေရုရှားစစ်တပ်ထဲကပြဿနာတွေ။အော်စစ်တပ်အတွင်းမှပြဿနာတွေအထိပါတာပေါ့နော်။ဟုတ်ကဲ့။နောက်ဆုံးတစ်ခုကတော့ယူကရိန်းသမ္မတရဲ့ခီးစင်တစ်ခုမှာကြုံခဲ့ရတဲ့လုံခြုံရေးဆိုင်ရာဖြစ်ရပ်တစ်ခုအကြောင်းလို့ပါဝင်ပါပါခင်ဗျာ။စစ်ဝဆဆရာကြီးပါပဲ။ဒါဆိုရင်ပထမဆုံးညနေနိုင်ငံတကာတန်တမာရဲ့နေပေကအရေးကြီးတဲ့တွေးဆမှုတစ်ခုနဲ့ဆက်လိုက်ကြအောင်လား။ကောင်းပါတယ်ခင်ဗျာရုရှားသမ္မတဗလာဒီမီယာပူချင်ကအိန္ဒိယနိုင်ငံနယူးဒေလီကိုသွားပြီးတော့ဝန်ကြီးချုပ်မိုဒီနဲ့တွေ့ဆုံခဲ့တယ်နော် ီခီးစင်က2015နှစ်ကွန်ပိုင်းရဲ့ထက်အရေးကြီးဆုံးတွေ့ဆုံမှုတွေထဲကတခုလို့တော့သုံးသပ်နေကြတယ်။အတွေ့အကြုံပါပဲ။ဒီတွေ့ဆုံမှုရဲ့အထူးအရေးရချက်ကတော့စီးပွားရေးနဲ့စီးရေးပူးပေါင်းဆောင်ရွက်မှုပဲ။ဟုတ်ကဲ့။2015အတွင်းမှာနိုင်ငံကုန်တွယ်မှုပမာဏကအမေရိကန်ဒေါ်လာဘီလီယံ60အထိတောင်ရောက်ခဲ့တယ်ဆိုတော့။အော်။တော်တော်များလာပြီ။ဟုတ်တယ်။ပြီးတော့ဒီထက်ပိုတိုမင်းဖို့လည်းကြီးမားထားကြသေးတယ်။ပူတင်ကအိန္ဒိယကိုဆွမ်းအင်ယေနန် တဘာဝတန်းငွေခေအဆက်မပြတ်တင်ပို့တော်မယ်ဆိုပြီးကတိပေးခဲ့တယ်လေ။စီရေးဆိုင်ရာသဘောတူညီချက်တွေလည်းအများကြီးလက်မထိုးဖို့ရှိတယ်လို့ကြားမိသေးရှင်။အိန္ဒိယကရုရှားလက်နက်တွေအများအပြားဝယ်မယ်ဆိုတဲ့အချက်ကဒေတာတွင်ပထဝီနိုင်ငံရေးတော့ဘလို့တည့်ရမှုမျိုးရှိလာနိုင်မလဲ။ဟွန်းဒါကလေ American ဥဆောင်တဲ့အနောက်အုပ်စုကိုတိုက်ရိုက်ဆင်ခေါ်လိုက်တယ်လို့ပါပဲ။ဟုတ်လား။ပူတင်ကကမ္ဘာအထွတ်ဆုံးလို့ခေါ်တဲ့ Multipolar World ဖြစ်ပေါ်လာ၏ကိုအိန္ဒိယနဲ့အတူထောက်ခံတယ်လို့ပြောခဲ့တယ်။ ဆိုတော့လွတ်လပ်တဲ့နိုင်ငံသားရေးမူဝါဒတွေကိုကျင့်သုံးတယ်ပေါ့ဗျာ။음ဒါပေမဲ့အမေရိကန်ကအိန္ဒိယကိုကယုံနဲ့ထိတိုက်တွေ့ဖို့အတွက်အဓိကမိတ်ဖက်အဖြစ်ရှုမြင်နေတာမဟုတ်လား။ဟုတ်ပါတယ်။ဒါပေမဲ့အခုအိန္ဒိယရဲ့ယူရှားနဲ့ဒီလိုဆက်ဆံရေးကြောင့်အမေရိကန်ရဲ့မဟာဗျူဟာမှာရှုပ်ထွေးမှုတွေဖြစ်လာစေတာပေါ့။ကဲအခုဆီရဲ့ပြင်းထန်ဆုံးဖြစ်နေတဲ့ယူကရိန်းစစ်မျက်နှာကိုတစ်ချက်လောက်ကြည့်လိုက်ရအောင်။နေရာတော်တော်များများမှာတိုက်ပွဲတွေပြင်းထန်နေပြီး ရှေ့တာအနေထားတွေလည်းအပြောင်းလဲရှိနေတယ်လို့သိရတယ်ရှင်ဟုတ်ကဲ့အဓိကစစ်မျက်နှာတွေကိုအပိုင်းလိုက်တုံးတက်ကြည့်ကြတာပေါ့ပထမဆုံးခုဖြန်းစနဲ့ versions data ကိုကြည့်အောင်ဟုတ်ကဲ့ဒီဘတ်မှာဆိုရင်ယူချားတက်တွေကလီမန်မြို့မြောက်ပိုင်းနဲ့ခုဖြန်းစအရှိတောင်ဘက်မှာရှင်နေနဲ့တိုးလာတယ်อืมယူကရိန်းဘက်ကရောယူကရိန်းတက်တွေကလည်းခုဖြန်းစမြို့ တောင်ပိုင်းမှာတံပြန်ထိုးစစ်ဆင်ပြီးနေမီတချို့ကိုပြန်ရထားတယ် ဆိုတော့နှစ်ဖက်စလုံးကထောက်ပံ့ရေးလမ်းကြောင်းတွေကိုဖျက်တောက်ဖို့အပြိုင်ဆိုင်ကျူးစားနေကြတဲ့အခြေအနေပါ။အော်လီမန်နဲ့စီဗက်စ်ဒေတာဘက်မှာရောအခြေအနေဘယ်လိုရှိလဲရှင်။အဲ့ဒီဘက်မှာတော့ယူရှာတက်တွေကဒီပရိုဗာနဲ့အိုဇာနီမျိုးတွေဘက်ကိုထိုးစစ်ဆင်နေလေ။သူရဲ့ရည်ရွယ်ချက်ကစီဘတ်စကီတို့နဲ့မစ်အတိုင်းရှေ့တန်းကိုညစ်ယူဖို့ပဲအဲ့လိုညစ်ယူနိုင်လိုက်ရင်ဘာဖြစ်သွားနိုင်လဲအောင်မြင်ခဲ့ရင်လီမန်နျူးစီသွားတဲ့ယူကရိန်းရဲ့အဓိကထောက်ပံ့ရေးလမ်းကြောင်းတွေပြတ်တောက်သွားနိုင်တယ်ခင်ဗျာ အဲဆိုတော်တော်အရေးကြီးတဲ့အခြေအနေပဲနော်ပိုခရော့စ်နဲ့မာနိုဂရက်ဘက်ကသတိနေရတော့ဟုတ်အဲ့ဒီဘက်မှာတော့ယူရှာတက်တွေကမာနိုဂရက်မျိုးကိုဝိုင်းထားတာကိုပို့ပြီးခိုင်းမအောင်လုပ်နေပြီမြို့အနောက်တောင်ဘက်ကမီယထားလန်ကိုတောင်ထိန်းချုပ်နိုင်ခဲ့တယ်သူတို့ကမြို့ကိုတိုက်ရိုက်ဝင်တိုက်တာမျိုးမဟုတ်ဘူးလားမဟုတ်ဘူးခင်ဗျာအဝေးကနေလက်နက်ကြီးတွေ drone တွေနဲ့ပစ်ပြီးတော့ဝိုင်းပိတ်ထားတဲ့ Ukraine တပ်တွေကို အင်အားချိနေအောင်လုပ်နေတဲ့ပုံစံမျိုးပါဟော Chasifia ဘတ်မာရော တိုးတက်မှုတွေရှိသေးလားချာစစ်ဖီယာမှာတော့အီဗာနိုဘီလီယာဆိုတဲ့နေရာကိုယူရှာကအပြည့်ဝဒိမ့်ပိုက်လိုက်တာကအရေးပါတဲ့ခြေကုပ်တစ်ခုဖြစ်သွားတယ်ဟုတ်ကဲ့အဲဒီမှာလေယူကရိန်းတပ်ထိဆုတ်ခွာရင်စွန့်ပစ်ခဲ့တဲ့နေတိုလက်နက်ခဲယမ်းအများကြီးကိုယူရှာကဒိမ့်စီရမိခဲ့တယ်လို့ဆိုပါတယ်ဟုတ်လားဗာဒီမြောက်ပါလေရှင်ဟုတ်ဂျေဗလင်တို့အန်လော်ဒုံဂျီတို့ CZ Brand 2 Rifle တွေနောက်ပြီးတော့ထောက်လိုင်း PC တွေအထိပါတယ်လို့သတင်းဒီမှာဖော်ပြထားတယ်။အင်း ော့ဇာပိုရီရှော့ဒေတာမှာတော့အခြေအနေကဘယ်လိုလဲဇာပိုရီရှာဟူလီယာပိုလီမြို့အနီးမှာတော့တိုက်ပွဲတွေကအယံပြင်းထန်တယ်ယူရှာကလက်နက်ကြီးအင်အားမှအသားစီးရနေတယ်ပေါ့ယူကရိန်းဘက်ကတော့ထူးခြားတဲ့လူရှာမှုတွေမရှိဘူးလားအဲယူကရိန်းတပ်တွေကဒရိုပိုလီယာမှာ အလံလွင့်ထူတဲ့ရှစ်စင်ရေတခုလုခဲ့သေးတယ်ဒါပေမဲ့တုံးသက်သူတွေကတော့ဒါဟာတကယ်တမ်းနေမျိုးကို ခိုင်ခိုင်မာမာထိန်းချုပ်ထားတဲ့ထက်မီဒီယာအထပ်ပြတဲ့သဘောပိုဆန်းတယ်လို့ဆိုကြတယ်ခင်ဗျာ ဒုံးကျင်တဲ့ဒရုန်းတိုက်ခိုက်မှုတွေကတော့ဆက်ရှိနေတော့မလားရှိနေတော့မယ်ဗျာယူချာကယူကရိန်းနိုင်ငံတဝန်းကို နေ့စဉ်ဒုံးကျင်တဲ့ဒရုန်းအဆင့်130ကနေ140ကျားဖြစ်လွတ်နေတယ်အများကြီးပဲနော်ဘာရွေးချက်နေများလဲဒါကယူကရိန်းလေကြောင်းရန်ကာကွယ်ရေးစစ်နေရေးအားနည်းချက်တွေကိုရှာဖွေနေတာလို့သုံးသပ်ရတယ်အကြီးစားတိုက်ခိုက်မှုတစ်ခုအတွက်ပြင်းစင်မှုဖြစ်နိုင်ကြေများပါတယ်ကောင်းပြီရှင် စစ်မြေပြင်မှာတိုက်ပွဲတွေဒီလောက်ပြင်းထန်နေတဲ့အချိန်မှာယူရှားစစ်တပ်ရဲ့အတွင်းပိုင်းမှာလည်းစီကံပိုင်းဆိုင်ရာပြဿနာကြီးတွေပေါ်နေတယ်ဆိုတဲ့သတင်းတွေထွက်လာတယ်နော်။အဲ့ဒါလေးကိုဆက်ဆွေးနွေးရအောင်။ဟုတ်ပါတယ်။ဒါကတော်တော်လေးကို နားဆိုရင်စရာအခြေအနေပဲ။အထူးသဖြင့်ယူကရိန်းရဲ့အကျဉ်းသားလဲလှယ်မှုကနေပြန်လွတ်လာတဲ့ယူရှားစစ်သားတချို့ဟုတ်ကဲ့သူတို့ကစစ်တပ်ထဲကို ပြန်ဝင်ပြီးတော့သူတို့ကိုညှဉ်းပန်းနှိစက်ခဲ့တဲ့တမှုတွေကိုလက်စားချေဖို့ကြိုးစားနေကြတယ်ဆိုတော့ဖြစ်ရည်ရှိလာတယ် ကြတဲ့ဥပမာလေးများရှိမလားရှင်ရှိပါ रे ခင်ဗျာစာကေယာခူရှက်ဆိုတဲ့စစ်သားတယောက်ပေါ့သူကအကျဉ်းသားအဖြစ်ကလွတ်လာပြီးနောက်မှာစစ်တပ်ထဲပြန်ဝင်တယ်ပြီးတော့သူ့ရဲ့တပ်စခန်းမှာရှိတဲ့စစ်သားခွင်ရုပ်ကိုပစ်တက်ခဲ့တယ်လို့သိရပါ रे ဩဖျားရေဘာလို့ရလို့ဖြစ်ရတာလဲဒီလိုဖြစ်တည်းရဲ့အရင်ခံကတော့ယူရှားစစ်တပ်မှာအမြင့်တွင်နေတဲ့တဒော့ဖ်ချီနာလို့ခေါ်တဲ့အလေးထားကြောင့်ပဲတဒော့ဖ်ချီနာဆိုတာဘာလဲရှင့် အကြီးတန်းစစ်သားတွေကအငယ်တန်းတွေကိုအနိုင်ကျင့်တဲ့ဒလိစိုးကြီးပေါ့ဗျာပြီးတော့တပ်မိုးတွေရဲ့ရစက်ကြမ်းကြုံမှုတွေကြောင့်လည်းပါတယ်ဆိုတော့စစ်တပ်တွင်းမှာကို့တပ်သားအချင်းချင်းတက်ဖြတ်တာတွေအနိုင်ကျင့်တာတွေကစစ်သားတွေရဲ့စိတ်ထက်ကိုအကြီးအကျယ်ပြပြားစေပြီးလက်စားချေလို့စိတ်ကိုမွေးဖွားပေးနေတာပေါ့အချင်းတွေကတော်တော်ဆိုးတာပဲเนาะဒီပြဿနာယူရှားလူအဖွဲ့အစည်းအပေါ်မှာရောတည့်ရောက်မှုမရှိဘူးလားအများကြီးရှိတာပေါ့ယူကရိန်းကပြန်လာတဲ့စစ်ပလန်တွေကြောင့်ရုရှားနိုင်ငံတွေမှာလည်း အကြံဖတ်မှုခင်းတွေတည်တည်တာပါကိုမြင့်တက်လာနေတယ်။နောက်ဆုံးနေနဲ့ဥရောပမှာဖြစ်ပွားခဲ့တဲ့ထူးခြားတဲ့လုံခြုံရေးဆန်ရဖက်ရက်တစ်ခုအကြောင်းဆွေးနွေးခြင်းပါတယ်ရှင်။ယူကရိန်းသမ္မတဇလန်စကီအိုင်ယာလန်ကိုတွားတဲ့ခရီးစဉ်မှာသူ့လေယာဉ်ကို drone တွေကပစ်မှတ်ထားခဲ့တယ်ဆိုတာဟုတ်ပါသလား။ဟုတ်ပါတယ်ခင်ဗျာ။ဇလန်စကီရဲ့လေယာဉ် The Brin Lesik ကိုမစင်ခင်မိနစ်ပိုင်းအလိုမှာအမီမတိစစ်သုံးအဆင့် drone ၄စင်းကလေယာဉ်မပြန့်တမ်းရဇုံတဲကိုဝင်လာခဲ့တာပါ။အော် ဲ့ဒီ drone တွေကပလေပင်ဘက်ကနေပြန်လာပြီးတော့မီးတွေပါဖြန့်ထားတယ်ဆိုတော့သူတို့ကိုတမင်မြင်စေခြင်းနဲ့ရွေချက်ရှိတယ်ပုံပဲ။ဒါဆိုရင်ဒါကလုတ်ချံတက်ဖြတ်ဖို့ကြိုးစားတာမျိုးမဟုတ်ပဲဘလို့ရွေချက်မျိုးရှိနိုင်မလဲရှင့်။လုတ်ချံမှုထက် hybrid warfare လို့ခေါ်တဲ့ roset စစ်စင်ရွေတစ်စိတ်တပိုင်းဖြန့်နိုင်ရေပုံများတယ်ခင်ဗျာ။ hybrid warfare ဟုတ်ပါရဲ့။ဒါအိုင်ယာလန်လိုယူကရိန်းကိုထောက်ကမ်းတဲ့အိုရိုပနိုင်ငံတွေကိုချိန်ထောက်တဲ့သဘောပေါ့။ရုရှားရဲ့လက်နက်တွေဟာသူတို့ရဲ့လေပိုင်းနက်ထက်အထိရောက်နိုင်တယ်ဆိုတဲ့သတင်းစကားပန့်လိုက်တာမျိုးဖြစ်နေပါလေ။ ဒီဖြစ်ရကြောင့်ဇလန်စကီရဲ့ခွေးစဉ်ကိုတော့မထိခိုက်ခဲ့ဘူးပေါ့နော်မထိခိုက်ခဲ့ပါဘူးအရန်လငန်းရဲ့ယူရိုတန်းတရနုစီငါကူညီဖို့ကတိတောင်ရခဲ့ပါသေးတယ်။ကောင်းပါပြီရှင်။ဒီနေ့ဆွေးနွေးခဲ့တာတွေကိုခြုံငုံကြည့်လိုက်ရင်ယူကရိန်းစစ်ပွဲဟာစစ်မြေပြင်မှာတာမကဘူးတန်တမန်ရေးရစိတ်တရေးရနဲ့နီးပညာစစ်ပွဲတွေမှာပါအရှိမြင်နေတာကိုတွေ့ရတယ်နော်။ဟုတ်ကဲ့။ရုရှားအိန္ဒိယဆက်ဆံရေးကကမ္ဘာအင်အားချင်းခွင့်ရာကိုပြောင်းလဲစေနိုင်တယ်လို့ရုရှားစစ်တပ်ရဲ့အတွင်းပိုင်းပြဿနာတွေကလည်းစစ်ပွဲရဲ့အလားအလာကို အဆုံးဖြတ်ပေးနိုင်တဲ့အနေထောင်မှာရှိနေတယ်ဟုတ်ပါပြီဆိုတော့ကျွန်တော်တို့ဆင်းလားစရာတစ်ခုခြံထားခဲ့ကြပါတယ်ယူရှာစစ်တပ်ဟာအတွင်းပိုင်းမှာဒီလောက်နင်းနေတဲ့ပျို့ကွဲမှုတွေနဲ့ရင်ဆိုင်နေရချိန်မှာသူ့ရဲ့အကြီးမားဆုံးချင်းထောင်မှုကယူကရိန်းရှေ့တန်းစစ်မင်နာကလာတာမဟုတ်ပဲကိုစစ်တပ်အတွင်းကနေပဲလာနေတာလားอืมစိတ်ဝင်စားစရာမေးကုန်မရှင်စစ်သားတွေကကုတ်တမှုတွေကိုပြန်တိုက်ခိုက်နေတဲ့စစ်ပွဲတစ်ခုကိုရော ဘလောက်ကြာကြာစစ်ပြီးထိန်းထားနေမှာလဲဒါကစဉ်းစားစရာတစ်ခုပါပဲစဉ်းစားစရာဒီအញ្ញိုင်းနဲ့အတူဒီနေ့ရက်ဆွေးညွှန်းမှုကိုဒီမှာပဲအဆုံးသတ်လိုက်ပါစေရှင်ဟုတ်ကဲ့ခင်ဗျာချီရှုနာစင်နေကြတဲ့ပိတချီအားလုံးလည်းစိတ်ချမ်းသာကိုကြက်မှရှိကြပါစေလို့ဆုတောင်းမေတ္တာများပို့တတ်ပေးလိုက်ပါတယ်မလာပါခင်ဗျာ the debate အစည်းအဝေးကနေပြန်လဲကြိုးဆိုလိုက်ပါတယ်ဒါပြင် MM Thinker YouTube channel နေ့စဉ်စနေတုံးတက်ချက်များအစီအစဉ်လည်းဖြစ်ပါတယ်။ဒီနေ့2025ခုနှစ်ဒီဇင်ဘာလ6ရက်နေ့အတွက် နောက်ဆုံးရကပတ်စီတုံးတက်ချရီတဲ့ကအထူးခြားဆုံးအကြောင်းအရာတစ်ခုကိုကျွန်တော်ဆွေးနွေးပါမှာပါဟုတ်ပါတယ်ရှင်ဒီနေ့ကျွန်မတို့ဆွေးနွေးမယ့်အကြောင်းအရာကတော့ယူရှော့စစ်တပ်ရဲ့လက်ရှိအခြေအနေပါအာတတိနေကတူတိုလေးကိုရှေ့တွေမြင်ကြီးဖြစ်နေတာကိုတွေ့ရတယ်နော်တစ်ဖက်မှာကျတော့ယူကရိန်းစစ်မင်းနာမှာယူရှာတပ်တွေကတဖြည်းဖြည်းနဲ့အတားစီရလာနေတယ်နေရာတွေတိမ့်နေတယ်ဆိုပြီးတော့ဟုတ်ပါတယ်ဒါမဲ့တစ်ချိန်ထဲမှာပဲစစ်တပ်အတွင်းမှာစီကံပိုင်းတွေပြိုကွဲနေတာတို့အချင်းချင်းပြန်တတ်နေကြတာတို့လိုမျိုးအမ် တော်တော်လေးထိတ်လန့်စရာကောင်းတဲ့အတွင်ရေးသတင်းတွေလည်းထွက်နေပြန်ရောဆိုတော့ဒီနေ့အဓိကမေးခွန်းကရှင်းရှင်းလေးပါပဲယူရှားစစ်တဲ့ဟောင်းအခက်ခဲတွေကြားကနေသူ့ရဲ့မဟာဗျူဟာရတွေကိုအကောင့်အထည်ဖော်နိုင်တဲ့တကယ်ထိရောက်တဲ့အင်အားစုတစ်ခုဖြစ်ရှိနေတယ်လားဒါမှမဟုတ်အဲ့ဒီစစ်မေပြင်းအောင်ပွဲဆိုတာတွေကအတွင်းပိုင်းမှာတဖြည်းဖြည်းပျက်စီးပျော်လဲနေတဲ့အဖွဲ့အစည်းကြီးတစ်ခုကိုဖုံးကွယ်ထားတဲ့အပေါ်ရအခွန်းတသက်ပဲလားဆိုတာပါပဲဟုတ်ကဲ့ဒီအမြင်မှာတော့ကျွန်တော်ကယူရှားစစ်တပ်ဟာ ဒီစိန်ခေါ်မှုတွေကိုကြောင်လွားပြီးသူ့ရဲ့မဟာဗျူဟာမြောက်စွမ်းဆောင်ရည်နဲ့ခန္ဓာရည်ကိုပြတ်တန်နေဆဲဖြစ်တယ်ဆိုတဲ့ဘက်ကနေပြီးတော့တင်ပြတော့ပါမယ်။ကျမကတော့စန့်ကျင်ဘက်အမင်းကတင်ပြသွားမှာပါ။စစ်မြေပြင်မှာမြင်နေရတဲ့အောင်မြင်မှုလို့ပြောနေတာဒီဟာတကယ်တမ်းမှာရုရှားတပ်ဖွဲ့တွေရဲ့အတွင်းဝိုင်းအထိနက်နက်ရှန်ရှန်ပျက်စီးယိုယွဲ့နေတဲ့စိတ်ဓာတ်နဲ့စီကံပန်းရှန်ရပြိုကွဲမှုတွေကိုဖုံးကွယ်ထားတဲ့မျက်နှာဖုံးတစ်ခုပဲဖြစ်တယ်ဆိုတဲ့အကြောင်းကိုဆွေးနွေးတော့ပါမယ်ရှင်။ကောင်းပါပြီ။ ဒါဆိုကျွန်တော်ရဲ့ယက်တီချက်ကိုပို့ပြီးရှင်းအောင်အရင်ဆုံးတင်ပြခွင့်ပြုပါခင်ဗျာ2025ခုနှစ်ဒီဇင်ဘာလအစောပိုင်းမှာရထားတဲ့စစ်မြေပြင်ကချက်လက်တီကိုပဲတိုက်ရိုက်ကြည့်ကြအောင်လေဒါတွေကအသေးဖွဲအောင်ပွဲတွေမဟုတ်ဘူးကူပီယန်စ်မြို့အရှိတောင်ဘက်စီဗတ်စ်မြို့ပတ်လည်ဖိုကရော့စ်မြို့အရှိမြောက်ဘက်နဲ့ဆာပိုရီယာရှားတီထားတဲ့အထိဆိုတော့စစ်မြေကတက်တော့ကျေပြင်းတဲ့နေရာတစ်လျှောက်လုံးမှာယူရှားတက်တီကစနစ်တကျအရှိကိုတိုးနေတာတွေ့ရတယ်အထူးသဖြင့် အီဗာနိုပီလီယာမျိုးကိုတင်းနိုင်ချေတာကတက်ကက်ကိုရေးပါတဲ့နိဗျူဟာမျိုးအောင်ပွဲတစ်ခုပဲအဲ့ဒီမှာယူကရိန်းရဲ့အကောင်လုံးလုံးဆော်ရမယ်တပ်ပါတယ်လေကြောင်းချီတပ်တွေရောမရင်းတပ်တွေရောအကောင်လုံးကိုယူရှားကအပြင်းထန်တိုက်ပြီးမြို့ကလည်းအများဆုံးဆုတ်ခွာသွားအောင်လုပ်နိုင်ခဲ့တယ်အရေးကြီးဆုံးအချက်ကပါလဲဆိုတော့အဲ့ဒီလိုဆုတ်ခွာသွားတဲ့ယူကရိန်းတပ်တွေဟာအနောက်နိုင်ငံတွေကပေးထားတဲ့ American Low Javelin တို့ Britain Low NLAW တို့လိုအစစ်မင်းတင်ခါဖြတ်တုံးကြည့်တယ်။နောက် လက်နက်ကယ်တွေထောက်လန်းရေးကိရိယာတွေအများကြီးကိုပြစ်ပြီးထတ်ပြေးခဲ့ရတာပဲဒါကယူကရိန်းတပ်တွေရဲ့ထောက်ပံ့ရေးလိုင်းနဲ့စိတ်တပ်ပိုင်းဘလို့တိခိုက်ခွာသွားလဲဆိုတာကို ပြနေတယ်လို့တစ်ဖက်မှာလည်းယူရှားရဲ့စစ်စင်ကြီးထိရောက်နေရဆိုတာကိုတတ်တယ်ပြနေတာပါပဲဒီလိုစစ်မျက်နှာအများကြီးမှာတပြိုင်တည်းအောင်မြင်မှုတွေရနေတာကို ကြည်ရင်ယူရှားစစ်တပ်ဟာစစ်ပွဲအစပိုင်းကအမားတွေကနေ သင်ခန်းစာယူပြီးသူ့ရဲ့မဟာပြူဟာကိုတတိယရအကောင့်ထပေါ်နိုင်စွမ်းရှိနေတော့ပဲဆိုတာရှင်းနေတာပါပဲဟုတ်ကဲ့ရှင်ဒီချက်လက်တွေကိုကျမမငင်းမကိုမြေပုံပေါ်မှာတော့ရှေ့တိုးနေတာမှန်ပါတယ်ဒါပေမဲ့အဲ့ဒီမြေပုံကမပြောပြတဲ့အကြောင်းအရာတွေအများကြီးရှိနေတယ်လေစစ်တပ်တကူရဲ့တကယ့်အင်အားကိုစစ်မြေပြင်မှာဘယ်နှမိုင်တိုးနိုင်တယ်လဲဆိုတာနဲ့ကြီးပဲတိုင်းကြလို့မရဘူးပေါ့နော်သူ့ရဲ့အဓိကကြတဲ့အနေသာရဖြစ်တဲ့ စီကံညီညွတ်မှုနဲ့တပ်သားရဲ့စစ်တပ်အပေါ်မှာမူတည်နေတာပါအဲ့ဒီအပိုင်းကိုကြည့်လိုက်ရင်ယူရှားစစ်တပ်ရဲ့ပုံရိပ်ကလုံးဝကိုပြောင်းပြန်ဖြစ်သွားပါတယ်ယူရှားစစ်သားတွေကသူတို့ရဲ့တပ်မှုတွေကိုယ်တိုင်ပြန်တက်နေကြရတဲ့ဆိုတဲ့တည်င်းတွေကအပေါ်ညာအောင်ပွဲတွေကိုလုံးဝကိုအလံမောသွားစေပါတယ်ဆာဂီယာကုရှိပြေဖြစ်ရကိုပဲကြည့်ပါလားသူကယူကရိန်းရဲ့စစ်တုံ့ပိုင်းဖြစ်ခဲ့တဲ့လွတ်လာပြီးနောက်မှာသူ့ကိုညင်ပန်းနိုင်ဆက်ခဲ့တဲ့သူ့ရဲ့ရဲဘော်တွေကိုလက်စားချေဖို့တက်သေးပြန်ဝင်ပြီးခုနှစ်အောင်ကိုဖြစ်တတ်ခဲ့တယ်။ဒါကတီးခြားထည့်ရတဲ့ကုလို့ချင်းရဲ့မားတော်မှာပါ။ အဲရုရှားစစ်တပ်မှာဆိုဗီယက်ခေတ်ကတည်းကအမြင့်တွေ့နေတဲ့ဒေဒိုဗရှီနာလို့ခေါ်တဲ့စစ်မှုထမ်းဟောင်းကြီးကစစ်မှုထမ်းတပ်ဒီကိုစနစ်တကျအနိုင်ကျင့်နှိမ့်ဆက်တဲ့ယဉ်ကျေးမှုရဲ့တက်ရိုက်အကျိုးဆက်ပဲဒီစစ်ပွဲကြောင့်အကျဉ်းသားတွေကိုတက်ထက်တွင်းတာတို့အကျဉ်းအထမားစစ်မှုထမ်းခိုင်းတာတွေလော့ရင်နဲ့ဒီယဉ်ကျေးမှုဆိုးကပိုးပြီးတော့ဟိုထိမ့်နဲ့တင်းမြတ်ခေလာတယ်အရာရှိတွေကလက်အောက်ငယ်သားတွေကိုအသေးဖွဲ့ကိစ္စလေးနဲ့ကွမြတ်တာတွေ ကုတ္တတချင်းချင်းတက်ဖြတ်တာတွေကအတွင်းဘဲမှာကန်ဆာရောဂါလိုပြက်နေနေပြီဆိုတော့ကိုအင်ကိုမီးရှို့နေတဲ့စစ်တမ်းအတွက်ရှေ့ရမှာဘလို့ပဲတိုးတိုးရေရှည်မှာတော့ပြိုလဲဖို့ပဲရှိတယ်လို့ကျွန်မကတော့မြင်ပါတယ်ရှင်တင်ထောက်ပြလေလေဒေဒိုရှိနာပြဿနာကအရေးကြီးတယ်ဆိုတာကျွန်တော်လက်ခံပါတယ်ဒါပေမဲ့အဲ့ဒီပြဿနာတွေရှိနေလျက်နဲ့စစ်မြေပြင်မှာဒီလောက် shock ထွေးတဲ့စစ်စင်ကြီးတွေကိုအောင်မြအောင်အောင်မြအောင်ဘယ်လိုလုဆောင်နိုင်နေသလဲဆိုတာကိုလည်းကျွန်တော်တို့မျိုးကွန်းထုတ်ရမယ်လေတင်ပြောတယ်လို့စီကံပြုတ်ကွယ်နေတဲ့တက်တက်ကာ Ivanobilia လို့နေရာမှာ Ukraine ရဲ့ကာကွယ်ရေးလိုင်းကိုထိုးဖောက်ပြီး Konstantinovka မြို့ကိုချင်းချောက်နိုင်တဲ့မဟာဗျူဒမြောက်တရားထိတ်ကုန်းတစ်ခုကိုတီရှောက်နိုင်မှာလားအဲ့ဒီစစ်စင်ရဲမှာ1294 Motor Tyrin လို့ unit တွေကခြေလင်းအမြောက် drone တပ်ဖွဲ့တွေနဲ့အင်မတန်တိကျတဲ့ပူပေါင်းညီနိုင်မှုတွေလုပ်ပြသွားတယ်။မီနာမြို့ကိုဝိုင်းရံထားနိုင်တာကလည်းနောက်ဥမာတစ်ခုပဲ။ဒါတွေကအမိန်ပေကွက်ကွက်မှုစစ်နစ်အလုံးလုံးနေသေးတယ်။အစိမ့်မြင့်ပူပေါင်းဆောင်ရွက်မှုတွေလုံလန်သေးတယ်ဆိုတာကိုပြနေတာပါ။ တက်ထဲမှာပြဿနာရှိတဲ့လူတစုကြောင့်တက်မတော်တစ်ခုလုံးရဲ့ဆွမ်းဆောင်ရည်ကိုရှော့တွက်လို့တော့မရဘူးလို့ကျွန်တော်ထင်တယ်။ဒါပေမဲ့အဲ့ဒီအောင်ပွဲကိုရဖို့တဲ့ပေးဆက်လိုက်ရတဲ့အမမြင်နိုင်တဲ့ကုန်ကြဆေးကိုရထဲ့တွေ့ရလား။ဒီအောင်မြင်မှုလို့ခေါ်တဲ့တိုက်ပွဲတွေဟာအင်မတန်နေကွေးပြီးလူအင်အားဖြုံတီးမှုအများများပါတယ်။တချို့တည်းမှာပဲအဲ့ဒီတိုက်ပွဲတွေကနေစစ်တမ်းရအကြီးကျယ်ရပြီးလက်စားချီလိုစေးတွေပြင်းပြနေတဲ့လူတက်သမားမျိုးဆက်တစ်ဆက်ကိုမွေးထုတ်ပေးနေတယ်လို့ဖြစ်နေပြီ။ ထောက်ဝင်ထုတ်ပြန်တဲ့စီးရင်စရာတွေအရာလေးယူကရိန်းကနေပြန်လာတဲ့စစ်မှုထင်ဟောင်းတွေကြောင့်ယူရှားနိုင်ငံတွေမှာပြစ်မှုထင်ရှားစီးရင်ခံရမှုက90%ထိတိုးလာတယ်။လူအပေါင်းများစွာအသက်ခံခဲ့ရတဲ့ဒါကစစ်ပွဲရဲ့တကယ့်ပေးဆက်မှုပဲ။ဒီချက်ကကျမ်းမာတဲ့စစ်တပ်တစ်ခုရဲ့လက္ခဏာလား၊ကမ္ဘာ့လူဖွဲ့စည်းတစ်ခုလုံးကိုအစိတ်ခံနေတဲ့ဖွဲ့စည်းတစ်ခုရဲ့လက္ခဏာလားဆိုတာစဉ်းစားရစရာပဲ။အီဗာနိုဖီလီယာကိုတိမ့်နိုင်ခဲ့တဲ့7190တရင်ထဲမှာ စာကေးရကူရှက်ဖလိုလူမျိုးတွေပနေရောက်များပါသွားခဲ့မလဲဆိုတာဘယ်သူထိနိုင်ပါလဲရှင်နေရိုလက်နက်ပြနေတိန်စီယာမိတဲ့အရေးပါမှုကိုလည်းရှော့မတွေ့တင်ဘူးလို့ကျွန်တော်ထင်တယ် Javelin တို့ NLOW လို့လက်နက်တွေဆိုတာ Ukraine ရဲ့စိတ်သက်ပိုင်းဆိုင်ရာအားကိုးရာတစ်ခုလို့ဖြစ်နေကြတာပါအဲ့ဒီလက်နက်တွေကိုယူရှားကတိန်စီယာမိတယ်အများကြီးကိုစွန့်ပစ်ပြီးထွက်ပြေးရတယ်ဆိုတာက Ukraine ရဲ့အတွက်ထောက်ပံ့ပို့ဆောင်ရေးမှာဆုံးရှုံးမှုဖြစ်တယ်လို့ယူရှားကတော့အကြည့်ကျစိတ်သက်တက်စရာအောင်ဝယ်တစ်ခုပဲ ဒါဟာယူရှားရဲ့နီဗျူဟာတွေကအနောက်နိုင်ငံတွေရဲ့အကောင်းဆုံးဆိုတဲ့လက်နက်တွေတက်ဆင်ထားတဲ့ယူကရိန်းရဲ့အထူးတပ်ဖွဲ့တွေကိုတော့စွတ်ခွာပြေးအောင်လုပ်နိုင်တယ်ဆိုတာကိုတတ်တည်ပြလိုက်တာပဲဒီလိုလက်နက်တွေဆုံးရှုံးမှုကခီးဗ်မျိုးရဲ့ကာကွယ်ရေးကိုအားနည်းစေသလိုယူရှား drone တွေရဲ့ထိရောက်မှုကိုလည်းပိုပြီးမြင့်တင်ပေးလိုက်တယ်လို့သိသွားတယ်။ Ivanopilia ကိုတင်ပြီးနောက်မှာ Constantinop ခါမျိုးကိုယူရှား drone တွေနဲ့တိုက်ခိုက်မှုတိတိထားတာတိုးလာတာကဒါကိုတတ်တည်ပြနေတာပဲ။ ြီးတော့သင်းစီးရမိတဲ့လက်နက်တွေကို reverse engineer လုပ်ပြီးနီးပညာပိုင်းဆိုင်ရာ အားနည်းချက်တွေကိုရှာဖွေနိုင်တာကရုရှားအတွက်နောက်ထပ်အမျက်တစ်ခုပဲလေ။ဟွန်း။သင်ပြောတဲ့ကြိုးကြောင်းစင်ကြယ်မှုကဆွဲဆောင်မှုရှိပါတယ်။ဒါမဲ့လက်တွေ့အခြေအနေနဲ့နည်းနည်းလွဲနေတယ်လို့ပဲ။သင်းလာတဲ့ javelin တုံးကြီးကိုဘယ်သူကပြန်ပြပြမှာလဲ။သူတမှုကိုညင်ပါနေစမှုဒီကြောင့်ခွင့်ရရရင်ပြန်တက်ဖို့ချောင်းနေတဲ့စစ်သားတယောက်လားပြဒနာကပြင်ပကလာတဲ့လက်နက်မဟုတ်ဘူး အတွင်းပိုင်းကပစ္စည်းရရမှုပါယူရှာရရှိတယောက်အတွက် Javelin တုံးကြီးထိမှန်ပြီးတည်ဆုံးရဖို့ထက်သူကိုယ်တိုင်ညင်ပါနေဆက်ထားတဲ့လက်အောက်ငယ်သားတယောက်ရဲ့တင်းနဲ့နဲ့ပိတ်သက်ခံရဖို့ကထစ်နိုင်ချေဖူများနေတယ်စစ်မေပြစ်မှာလက်နက်ကိုအသုံးပြုဖို့အမိတ်ပေးခံရတဲ့စစ်သားကသူ့တပ်မှုကိုပြန်လဲထပ်ခိုက်နိုင်ချေရှိနေရင်လက်နက်ဘလောက်တင်တင်ပါကျိုးရှိတော့မှလဲတရင်ရင်မြစ်တီးရယူရှအရာရှိအရာထီရောက်ဟာသူတို့ရဲ့လက်အောက်ငယ်သားအနည်းဆုံး8ယောက်ငါးပဲဦးကိုတတ်ချက်ခဲ့တယ်လို့ဆိုတယ် ဒီကိင္ကနံကအစီရင်ခံထားတာတွေပဲရှိသေးတယ်နော်။ဒါဟာတင်းစီရမြည်တဲ့လက်နက်တီနဲ့ဖြည့်ရှင်လို့မရတဲ့စစ်နှစ်တစ်ခုလုံးရဲ့ကြာရှုမှုကိုညွန့်ပြနေရပါ။အပြင်ကရန်သူတဲ့ကိုအတွင်းကရန်သူကပိုကြောက်စရာကောင်းနေပြီ။ဒီလိုဆိုရင်ယူရှားရဲ့ရေရှည်စစ်ပွဲကိုရင်ဆိုင်နိုင်စွမ်းကိုဘလို့ရှင်းပြမလဲ။စစ်တပ်အတွင်းမှာတင်ပြသလိုပြဿနာတွေတကယ်ရှိနေရင်တောင်းနိုင်ငံတစ်ခုလုံးရဲ့အတိုင်းကာနေကြည့်ရင်ယူရှားဟာဒီစစ်ပွဲကိုရေရှည်ဆက်ပြီးတိုက်တွန်းနိုင်တဲ့အခြေအနေမှာရှိနေတယ်။ သူတို့တန်တမာရနဲ့စီးပွားရေးမစ်လာဆကိုကြည့်ပါလားတမလပူတင်ဟာအိန္ဒိယလိုနိုင်ငံကြီးတစ်ခုနဲ့အ धिक စီးပွားရေးစက်ရေးတဘိုးတူညီချက်တွေချုပ်ဆွန်နိုင်ခဲ့တယ်နှစ်ရက်25ခုနှစ်မှာနှစ်နိုင်ငံကွန်တွယ်မှုကဒေါ်လာဘီလီယံ6ဆွဲထိရှိလာပြီးယူရှားလိုစစ်လက်နက်ပစ္စည်းတွေကိုအိန္ဒိယကိုအကြီးကျယ်ရုံးချဖို့တဘိုးတူခဲ့တယ်ဒါကအနောက်နိုင်ငံတွေရဲ့ပိတ်ဆို့ကြီးယူမှုတွေကြားကနေယူရှားမှာကဘာလုံးဆိုင်ရာမဟာမိတ်တွေနဲ့စစ်ပွဲအတွက်ခိုင်မာတဲ့စီးပွားရေးနောက်ခံရှိနေတော့မှာပဲဆိုတော့ စစ်တပ်တစ်ခုလုံးကိုလဲပတ်ဖို့ငွေကြေးနဲ့စမှုလုပ်ငန်းအခြေခံအခိုင်အမာရှိနေတယ်တော့ဒီစစ်ပွဲကိုသူတို့စိတ်ထင်းထားနိုင်အောင်ပါပဲအိန္ဒိယနဲ့ကွန်ထရေးစာချုပ်တစ်ခုကစစ်မီပြန်ကစစ်သားတယောက်ရဲ့စိတ်ထဲမှာဘာကိုမှပြောင်းလဲပြီးနိုင်မှာမဟုတ်ဘူးရှင်ဒေါ်လာဘီလီယံ60တန်းစာချုပ်တစ်ခုကစစ်တုံပန်းဘွားကပြန်လာတဲ့စစ်သားတွေကယူကရိန်းအချင်းထောက်တွေကအခြေအနေကိုသူတို့ရဲ့ကိုပိုင်တပ်စင်တွေရဲ့ပို့ပြီးလူသားဆန်တယ်လို့ပြောဆိုနေတဲ့ယဉ်ကျေးမှုကိုပြုပြင်ပေးနိုင်မှာမဟုတ်ဘူး သတင်းတွေမှာလွတ်မြောက်လာတဲ့လူရှားစစ်တုံးပိုင်းတွေကသူတို့ရဲ့ရန်သူလို့သတ်မှတ်ထားတဲ့ယူကရိန်းနေစီကလူသားဆန်တဲ့ဆက်ဆံမှုကိုရတဲ့အခါဘလောက်အံ့အားသင့်ချရတယ်ဆိုတာရှင်းရှင်းလင်းလင်းဖော်ပြထားတယ်။ကိုစစ်သားတွေကရန်သူတပ်ကိုကိုတက်မှုတွေထက်ပိုပြီးလူသားဆန်တယ်လို့မြင်လာတဲ့အခါအဲ့ဒီစစ်တပ်ဟာသူ့ရဲ့ကိုကျင့်တရားဆိုင်ရာအခြေခံအုံမြစ်တစ်ခုလုံးကိုဆုံးရှုံးသွားပြီးဒါအခြေခံကြကြမတိတတ်နဲ့တော့တဲ့အခြေအနေပဲ။စီဝါရဲ့ဘလောက်ကောင်းကောင်းစစ်လက်နဲ့ဘလောက်ထိုးထိုး အမိတ်ပေးခံရတဲ့သူကအမိတ်ပေးတဲ့သူကိုတက်ဖို့ကြံနေရင်ဘာမှအလောက်ဖြစ်မှာမဟုတ်ဘူး။ဒါဟာအောင်ပွဲစီကိုသွားနေတယ်လည်းမဟုတ်ပဲအသွင်မှန်ကန်နေဖြစ်ဖြစ်ဖြစ်ဖြုတ်ွယ်ဖြစ်စည်းချင်းစီကိုဥတည်နေတဲ့လမ်းပဲဖြစ်ပါတယ်။ညီကွန်းချုံအနေနဲ့ကျွန်တော်ပြောချင်တာကတော့စစ်မြေပြင်ကခိုင်မာတဲ့တတိထောက်ထားရရရုရှားစစ်တပ်ဟာစိန်ခေါ်မှုတွေအသွင်ပိုင်းပြည်ထနာတွေရှိနေတာမှန်နေမဲ့ သူ့ရဲ့မဟာဗျူလော်မြောက်ဤမန်းချက်တွေကိုစနစ်တကျနဲ့ဇွဲရှိရှိအောင်မြင်အောင်ဆောင်ရွက်နေတော်မယ်ဆိုတာကိုပြနေပါတယ်။စစ်မြလာနာမှာတိုးတက်မှုတွေရနေတာမဟာဗျူဟာချက်တဲ့မြို့တွေကိုတိတ်ပိုက်နိုင်တာရန်တို့ရဲ့အစစ်မြက်လက်လက်ခိရိယာတွေကိုတင်းစီရမိနေတာတွေဟာကောင်းမွန်စွာလဲပတ်နေပြီးထိရောက်တဲ့တိုက်ခိုက်ရဲ့အရာစုတစ်ခုအဖြစ်ဆက်လက်ရည်တည်နေနိုင်တယ်ဆိုတာကိုညွန်ပြနေပါတယ်မြတ်။ဒီမှာဘက်ကအချင်းချုပ်ရရင်တော့မြေပုံပေါ်ကနီးရွာပိုင်းအောင်မြင်မှုဆိုတာတွေဟာတဲဖော်မှာတိဆောက်ထားတဲ့အိမ်တလုံးလိုပါပဲ။ အခြေခံအုံမြစ်ဖြစ်တဲ့ကိုချင်းတရားနဲ့အစည်းအဝေးပန်းဆိုင်ရာနည်းနည်းဆိုင်ဆိုင်ပစ္စည်းယူရွေးမှုအချင်းချင်းအလွဲထုံစားလုပ်မှုနဲ့လက်စားချေထပ်ဖြတ်မှုတွေကြောင့်ပြုံကွဲနေတဲ့အမင်ပေးကွက်ကဲမှု system ပြီးတော့ဒရုရှိနာလို့ခေါ်တဲ့စနီးကြတဲ့ရဆက်မှုရင်ချေမှုတွေဟာအတွင်းပိုင်းကနေဒီအဖွဲ့အစည်းကြီးတစ်ခုလုံးကိုပြန်လည်စားသုံးနေပါပဲဒီစီကန်ပန်းဆိုင်ရာအချက်အသေးဟာဘယ်လိုစစ်မှုဖြင့်ရှုံနေမှုမျိုးထပ်မဆိုယူရှာတော့ဖိုးပီကြီးမားတဲ့ရေချေချင်းချောက်မှုဖြစ်လာပါလိမ့်မယ်ရှင်ဒီခွေရခတ်တဲ့ရှော့ထွေးတဲ့အခြေအနေတစ်ခုဖြစ်တဲ့ဆိုတာ ရှင်းပါတယ်အဖတ်မှာစစ်စင်ရေးပိုင်းဆိုင်ရာအောင်မြင်မှုတွေနဲ့လိုက်လော့ညီထွေရှိမှုကိုပြသနေတယ်လို့နောက်တစ်ဖက်မှာတော့အကွင်းပိုင်းမှာဆိုးရွားတဲ့ယူရင်းမှုတွေတပြိုင်တည်းထဲထစ်ပေါ်နေတဲ့ရှင်းတော့မညီတဲ့ပုံရိပ်ကိုတွေ့နေရပါတယ်ဒီစန့်ကျင်မဲ့အင်အားနှစ်ခုတွေကဘဲတစ်ခုကယူရှားစစ်တဲ့ကညမာကိုအဆုံးစွန်မှာဆုံးချက်ပေးသွားမလဲဆိုတာကိုနားလည်ဖို့ကတော့အာဒီအချက်လက်တွေကိုဆက်လက်တင်နည်းနည်းဆိုင်ဆိုင်လေ့လာသုံးသပ်ဖို့လွယ်နေအောင်မှာထပ်ပါတယ်ခင်ဗျာကြည့်ရှုနားဆင်နေကြတာပေးသက်ကြရအောင်လဲစစ်ချမ်းတာကိုကြားမှရှိကြပါစေလို့သုတော်မီတာများပို့တာပေးလိုက်ပါတယ်